ဒီပါစတရမ်မာဆိုတဲ့တယောက်ကဘယ်သူလဲဘယ်ပါတာလဲဘာလဲဆိုတာကျွန်တော်မသိပါဘူးဒါပေမဲ့ကျွန်တော်သိတာတစ်ခုကအခု သူကပုပ်ယဟမင်းကြီးကို ဝေဖန်နေတယ်ဝေဖန်နေရုပ်မကပဲနဲ့စီရင်ချက်ပါသူချနေတယ်ဆိုတာကိုကျွန်တော်မြင်ရလို့အဲ့ဒါလုံးဝအဆင်မပြေဘူးဖျားမဟုတ်ရင်ကျွန်တော်တို့လူသားတွေကိုငရေသွားမလားကောင်းကင်သွားမလားဆိုတာ စီရင်ပိုင်ခွင့်ဘယ်သူမှမရှိပါဘူး။ဖယားကပဲစီရင်ပိုင်ခွင့်ရှိတာဖြစ်ပါတယ်။အဲ့ဒါကိုသူကနေပြီးတော့မှပုတ်ရံမင်းကြီးကိုငရေသွားမလို့လို့နောင်တရမှဟိုကမရမရရင်မသွားအကောင်းကင်နိုင်ငံမရောက်ရမလို့လို့နောင်တရမှကောင်းကင်နိုင်ငံရောက်ရမလို့လို့သူစီစီရင်နေတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဆိုတော့ဘုရားရဲ့နေရာကိုတော့မှသူလူချင်နေတဲ့အနေထားရှိတယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါကြောင့်ဒါဟာဟိုပော့သေးသေးတော့မဟုတ်ဘူး ဒီကိစ္စကိုကျွန်တော်လည်းအနည်းငယ်တော့ရှင်းပြခြင်းတယ်။သူပုတ်ရံမင်းကြီးကိုဝေဖန်တာအချက်၃ချက်တွေ့ရတယ်။ဘတ်စရမ်မှာပုတ်ရံမင်းကြီးကိုဝေဖန်တဲ့ပထမအချက်ကိုကျွန်တော်တို့ကြည့်ကြည့်အောင်နော်။တမန်ကျမ်းစာနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ပုတ်ဖရန်စစ်ရဲ့တုံတင်ချက်တချို့ကို ကြည့်ရအောင်ပါ။ကောင်လေးတယောက်ကတိတ်ဆုံးသွားတဲ့သူ့ရဲ့ ATS ဖယားမဲ့ဖခင်ဟာယေရှုခရစ်တော်ကိုမယုံကြည်တဲ့သူဖြစ်တဲ့အတွက်ကောင်းကင်နိုင်ငံတော်ကိုရောက်မလားဆိုပြီး ပေါ့ဖရန်စစ်ကိုမင်းမြန်းခဲ့ပါတယ်ပေါ့ဖရန်စစ်ကကောင်လေးရဲ့ဖခင်ဟာဖယားမဲ့ ATS ဖြစ်ပေမဲ့သူ့ရဲ့ကလေးလေးယောက်ကိုနှစ်ချင်းခံခွင့်ပေးတဲ့အတွက်စိတ်ကောင်းရှိတဲ့လူကောင်းဖြစ်တယ်တဲ့ဖယားခင်ကလူကောင်းကိုပယ်မှာမဟုတ်ဘူးတဲ့ကောင်လေးရဲ့ ATS ဖယားမဲ့ဖခင်ဟာကောင်းကင်နိုင်ငံတော်မှာရှိနေမှာပါလို့ Pope Francis က အဲ့ဒီကောင်လေးကိုဖြေချခဲ့ပါတယ်ဖုတ်ဖရန်စစ်ရဲ့ပြောဆိုချက်ဟာယေရှုခရစ်တော်ရဲ့တန်တဲ့နောက်မှုချက်နဲ့ဆက်ကျင်ပဲဖြစ်တဲ့အကြောင်းပရမတ်တချက်က atheist နော် atheist ဆိုတာကတော့ဘုရားတရားမဲ့တဲ့လူပေါ့နော်အဲ့လိုလူကတဲ့အကောင်းကင်နိုင်ငံပေါ်မှာရောက်နိုင်မလားဆိုတဲ့အပေါ်မှာပုံရမင်းကြီးကတော့ဖြင့်သူ့ရဲ့လှုပ်ဆောင်လှုပ်ဆောင်ချက်ပေါ်မှာအများကြီးကောင်းမှုအာအများကြီးပြုထားတဲ့ပုံမှာမူတည်ပြီးတော့မှကောင်းကင်နိုင်ငံတော်မှာ ရောက်နိုင်တယ်ဆိုတော့အာပြင်းချင်းချက်နဲ့ပေးခဲ့တယ်လေနော်။နောက်သူကအဲ့ဒါကိုဟိုအတွန်းတက်ပြီးတော့မှပုတ်ရမင်းကြီးရဲ့အာဖြေချချက်ကမှားတယ်ဆိုပြီးတော့မှသူကပြောနေတာ။အာဟို 80s ကကောင်းကင်နိုင်ငံတော်မှာဘယ်လို့မှမရောက်နိုင်ဘူးဆိုပြီးတော့မှသူက effect effect လို့ပြောနေတာပေါ့နော်။ဆိုတော့ဒါဟာသူ့ရဲ့ဒီ အဆွန်းရောက်တဲ့စိတ်ကဘလောက်တော့မှရှိတယ်လဲဆိုတဲ့ဟာကိုပေါ်ပြတယ်လို့ဖရာသခင်ဟာတနာအချင်းကရုဏာမရှိတယ်လို့လူသားအလုံးရဲ့ဖရာမဟုတ်ဘူးလို့သူကပြောလိုက်တဲ့ပုံစံပဲပေါ့နော်။ဒါဖရာကိုလည်းအထင်သေးတာပဲသူကလေ။ဖရာရဲ့လုတ်ပိုင်ခွင့်ကိုလည်းသူကသွားပြီးတော့မှကန်တက်နေတာ။ဖရာဟာ သူဖန်ဆင်းထားတဲ့လူသားတွေအလုံးဟာသူ့ရဲ့သားသမီးတွေဆိုပြီးတော့မှဖရာကပြောထားပြီးသား။ဆိုတော့ဖရာသူ့ကိုယ်တိုင် ဒီလောကကဘာကိုကြွလာတာဟာလူသားအလုံးသူ့ရဲ့ကယ်တင်ခြင်းရရှိဖို့ရန်အတွက်ဖြစ်တယ်ဆိုပြီးတော့မှဘုရားပြောထားပြီးသားဘယ်မှာတွေ့ရတလဲဆိုရင်ရှင်လုကာအခန်းကြီး16အငယ်30မှာအကြောင်းမူကားဘုရားဒီပျောက်ဆုံးနေတော့သူတို့ကို ရှာဖွေ၍ကယ်တင်ရန်ကြွလာခြင်းဖြစ်သည်ဟု မိန်တော်မူ၏တဲ့ဒီမှာဖယားဟာသူ့ရဲ့လူကိုပဲ तू ကကဲမယ်ဆိုပြီးတော့ငါလူမျိုးကိုပဲငါကဲမယ်ဆိုပြီးတော့မှကြွလာတာမဟုတ်ဘူးဖယားရဲ့ရွေချက်ကလူသားအားလုံးဟာငါရဲ့သားသမီးတွေပဲအဲ့ဒါကြောင့်အားလုံးအတွက်ငါကဲမယ်ဆိုပြီးတော့မှဖယားကကြွလာတာအဲ့ဒါကြောင့်လူသားတိုင်းလူသားတိုင်းစေချောခြင်းခံထားသည်ဖြစ်စေမခံထားသည်ဖြစ်စေအားလုံးကဖယားရဲ့ ကဲတင်ခြင်းနဲ့ဖိုက်တန်တယ်။တခင်ယေရှုသူချက်မှတ်ထားတဲ့လမ်းစဉ်အတိုင်းလိုက်ကျင့်တယ်ဆိုရင်ဒါဘုရားကိုယုံကြည်တာနဲ့အတူတူပဲ။ဘုရားချက်မှတ်ထားတဲ့လမ်းစဉ်ကပါလေအချင်းချင်းချစ်ကြပါ၊ကူညီကြပါ၊ရိုင်းပင်းကြပါ။မမိပတွေကိုပြုစုပါ။တို့တော့ဘာပစ္စည်းမခိုးနဲ့မဝက်နဲ့ဒါတွေလေနော်။ဆိုတော့ကျွန်တော်တို့လူသားတွေအသက်ရှင်တာဟို အချင်းချင်းချစ်ကြတဲ့အချင်းချင်းကူညီရိုင်းပင်းကြတဲ့ဟိုငင်းချမ်းချင်းတွေနဲ့အသက်ရှင်ကြတဲ့သူတို့ဘာပစ္စည်းမခိုးဘူးနော်မဝက်ဘူးအနိုင်မကျင့်ဘူးနိုင်ထက်စင်းနေမလုပ်ဘူးဆိုတာကောင်းမှုတွေနဲ့ရှင်တန်နေပြီဆိုကြတဲ့ကဒါဖရားရဲ့အလိုတော်နဲ့အညီနေထိုင်နေကြတာပဲလေဆိုတော့လူသားအတိုင်းလူသားအတိုင်းဟာစေကြောချင်းခံနေဖြစ်စီမခံနေဖြစ်စီကောင်းမှုပြုနေတယ်ကောင်းတဲ့အမှုအကျင့်နဲ့အသက်ရှင်တယ် ဘယ်သူမှဒုက္ခမပေးဘူးလူသားအတိုင်းကိုကူညီနိုင်တလောက်စ조사ပြီးတော့မှကူညီတယ်ဆိုရင်ဒါဘုရားရဲ့အလိုတော်နဲ့အညီနေထိုင်နေတာပဲအဲ့ဒါကြောင့်ကဲတင်ခြင်းကလူသားတိုင်းအတွက်ဖြစ်တယ်ဒီလိုလူတွေအတွက်လည်းဖြစ်တာပေါ့ကလေးကပြောတာသူ့ရဲ့အဖေက ATS ဖြစ်တယ်အဲ့ဒါကြောင့်သူ့ရဲ့အဖေကကောင်းကင်နိုင်ငံပေါ်ရောက်နိုင်မလားလို့ပြောတဲ့အခါမှာပုံရံမင်းကြီးကပြန်ပြောတာ မင်းရဲ့ဖေဟာ ATS ဖြစ်နေပေမဲ့သူ့ရဲ့သားသမီးတွေကိုစေကြောခြင်းပေးခဲ့တယ်ဆိုတာကဒါဖရားရဲ့လမ်းစဉ်နဲ့အညီနေထိုင်နိုင်အောင် သူဆုံးမတုန်တင်ပေးခဲ့တယ်ဒီအတွက်ကြောင့်သူဟာကောင်းမှုတွေအများကြီးပြုခဲ့တယ်ဒါကြောင့်ကောင်းမှုတွေပြုခဲ့တယ်ဆိုတာဟာဖရားရဲ့အလိုတော်နဲ့အညီသူနေထိုင်နေတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်သူဟာကောင်းကင်နိုင်ငံတော်နဲ့ထိုက်တန်တယ်ဆိုပြီးတော့မှပုံရမင်းကြပြန်ဖြေတယ်ဒါမှားလား ဘယ်မှာမားတာလဲအဲ့ဒီပါစရမ်မာခမရကတာကိုမားတယ်လို့သွားပြောတယ်ဆိုရင်ကဘာပေါ်မှာရှိတဲ့တခြားတော့ဒီစေကြောချင်းမခံထားတဲ့သူတွေအကုန်လုံးကငရေရောက်မှာပေါ့ခမရပြောချင်တဲ့ပုံစံကအဲ့လိုလားဒါဆိုရင်ခမရဟာတကယ်အစွန်းရောက်တဲ့လူတစ်ယောက်ပဲကဲသူပုံရမင်းကျုပ်ကိုဝေဖန်တဲ့ဒုတိယအချက်ကိုကြည့်ကြရအောင် အကျဉ်းဆောင်တဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ Pope Francis ရဲ့နောက်ထပ်သွန်သင်ချက်ကတော့ LGBTQ လိင်တူလက်ထပ်ခြင်းကိုထောက်ခံတယ်လိင်တူလက်ထပ်တဲ့အစုံတွဲတွေကိုကောင်းချီးပေးရမယ်လို့ Pope Francis ကထုတ်ပြန်ထားပါတယ်ဖယားတခင်ကတော့လိင်တူလက်ထပ်ခြင်းကိုအဲ့ဒီဒုတိယချက်ဖြစ်တဲ့ LGBT နဲ့ပတ်သက်ပြီးတော့မှဗတိကန်ကနေထုတ်တဲ့စာချုပ်တော်ကိုလည်းဘာမှလည်း မတိနာမလဲပဲဝေဖန်ထုံးနဲ့မယ်ဆိုတဲ့အတိတခုထဲနဲ့ပဲပုံရမင်းကြီးကို ဝေဖန်နေတယ်လုံနေတယ်ဆိုတာအမတမအတိတ်ခါမဲ့တယ်လို့ရပါပါစတာရမ်မာရေခင်ဗျာနည်းနည်းလေးလေးလေ့လာလိုက်အောင်တိအောင်ကက်သလစ်သာသနာတော်ရဲ့အကြောင်းကိုလည်းဘုမတိပမတိနဲ့တစ်ချိန်လုံးဝေဝေဖန်ဖို့ပဲမကြိုးစားနဲ့နော် ပုံရမင်းကြီးပြောချင်တဲ့အတိတ်ပဲကိုဩနားလေလား နားမလည်ပြန်ပြီးတော့မှကောင်းကောင်းပြန်ဖတ်အကုန်လုံးပြန်ကြည့်ကိုလိုချင်တဲ့ဒီစာကြောင်းတစ်ခုလေးကိုပဲစကားတစ်ခွန်းကိုပဲယူပြီးတော့မှတခြားတော့သူတွေအမြင်လွဲအောင်အမြင်မားအောင်ရှောက်ရှောက်မှပြောနဲ့အဲ့လိုလူတွေကိုဟိုလမ်းလွဲရောက်အောင်ပြောဆိုဟိုလောက်ကင်နေတာဖြစ်တဲ့အတွက်ကြောင့်ခင်ဗျားပဲလမ်းဟိုငရေကြီးလိုက်မယ်နော်2020ခုနှစ်အော်တိုဘာလမှာထုတ်တဲ့ ဖရန်စစ္စကိုဆိုတဲ့စာချွန်တော်ထဲမှာပုပ်ရမင်းကြီးကပါပြောတယ်လဲဆိုရင်ဒီ same sex marriage တွေကိုကာကွယ်ပေးဖို့လိုအပ်တယ်ဆိုပြီးတော့မှပြောတာနောက်ပြီးတော့မှနောက်တနေ့ရ2023ခုနှစ်ဒီဇင်ဘာလမှာဒီစာချွန်တော်တစ်ခုထဲမှာပုပ်ရမင်းကြီးပြောထားတာက gay တွေ LGBT တွေပေါ့နော်အားလုံးကို ကောင်းကြီးပေးရမယ်ဆိုပြီးတော့မှပြောထားတာနားလည်အောင်လည်းနည်းနည်းဖတ်အောင် English စာကိုလည်းလေပြီးတော့မှအကုန်လုံးဖတ်နည်းနည်းလေးပဲဖတ်ပြီးတော့မှဟိုဂျားလေးကိုလိုချင်တာတဲ့ဂျားလေးကိုပဲဖတ်ပြီးတော့မှဇွဝေဖန်မနေနဲ့เนาะစာချုပ်တော့အကုန်လုံးကိုဖတ်ပြောချင်တဲ့ရည်ရွယ်ချက်ကို ကောင်းကောင်းသိအောင်လုပ်ဘုရားမင်းကြီးပြောချင်တာလူတွေဒီ LGBT ဆိုတဲ့လူတိုင်းဟာလေလူအခွင့်ရေးရှိတယ် ဒီလူတွေ အားလုံးအတွက်ဘုရားရဲ့တနာခြင်းဘုရားရဲ့ချစ်ခြင်းဘုရားရဲ့ဒီခွင့်လွတ်ပေးခြင်းဆိုတာအကုန်လုံးသူတို့နဲ့လဲထိုက်တန်တယ်သူတို့အတွက်လဲဖြစ်တယ်လို့ပြောချင်တာအဲ့ဒါကြောင့် LGBT တွေမှာလဲအခွင့်အရေးရှိတယ်ဒီအတွက်ကြောင့်သူတို့ကိုကျွန်တော်တို့ဖက်ကနေပြီးတော့မှလက်ခံကြိုးဆိုဖို့လိုအပ်တယ်သူတို့ကိုလူအတိုင်းဝိုင်းအပြင်ပနင်ထုတ်ဖို့မလိုဘူး ဘုရားရဲ့တနာခြင်းကတို့တို့အတွက်လည်းအကုန်ဖြစ်တယ်။အဲ့လိုပြောချင်တာလက်ထပ်ထင်းများခြင်းစကရာမန်တူ ပေးမယ်လို့ပုပ်ရံမင်းကြီးကမပြောပါဘူး။ပုပ်ရံမင်းကြီးပြောတာ ကောင်းကြီး ပေးရမယ်။ကောင်းကြီးပေးဖို့လိုအပ်တယ်လို့ပြောတာ။ဆိုတော့ကောင်းကြီးပေးတယ်ဆိုတာလူတိုင်းကိုပေးလို့ရတယ်လေ။ခမရတို့ဘာသာတော့မသိဘူး။ကျွန်တော်တို့ကက်သလစ်ဘာသာမှာဘယ်သူကိုမှဆိုကျွန်တော်တို့ပေးလို့ရတယ်။ဘာသာတူတူမတူတူအကုန်လုံးကိုကျွန်တော်တို့ပေးလို့ရတယ်။ဘာမှမဆိုင်ဘူးဒါက။ ဖရားရဲ့ချစ်ချင်းမေတ္တာဖရားရဲ့ကယ်တင်ခြင်းဟာလူသားတိုင်းနဲ့ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်ကောင်းကြီးမင်္ဂလာဆိုတာလူတိုင်းကိုပေးလို့ရတယ်။ဒါပေမဲ့လက်ထပ်ထိမ်းများခြင်းစကရမန်တူဆိုတဲ့ဟာတော့လူတိုင်းကိုပေးလို့မရဘူး။ဒီလိုပဲဒါဟာဘာသာရဲ့အုံမြင့်ဖြစ်တဲ့တုံတင်ချက်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီလက်ထပ်ထိမ်းများခြင်းပေးရမယ်လို့ပုပ်ရဟန်းမင်းကြီးကမပြောပါဘူး။ဘယ်နေရာမှမပြောထားဘူး။ နော်အဲကြောင့်ပုတ်ရံမင်းကြီးကဖရားရဲ့ချစ်ချင်းမြတ်တာဆိုတာ လူသားတိုင်းနဲ့ဆိုင်တယ်အဲ့ထဲမှာ LGBT အားလုံးနဲ့ဆိုင်တယ်ဒီတဲ့ကြောင့်ဖရားရဲ့ချစ်ချင်းမြတ်တာကိုသွားမပိတ်ပင်ပါနဲ့ခမည်းဟာဖရားရဲ့ချစ်ချင်းမြတ်တာဖရားရဲ့ကျင်နာခြင်းဖရားရဲ့ခွင့်လွှတ်ခြင်းတရားတွေကို LGBT တွေကိုမပေးဖို့ရန်အတွက်တားမြစ်ပိတ်ပင်တဲ့လူနဲ့တူတယ်ခမည်းဟာလေအဲ့ဒါကြောင့် လူအခွင့်ရေးဆိုတဲ့ဟာကိုလည်းကြည့်ဘုရားကလူအခွင့်ရေးဆိုတာအကုန်လုံးပေးထားပြီးသားသူရွေးချယ်မှုနဲ့သူပေးထားပြီးသားလေအဲအကြောင်းခမည်းကတော်တော်အဆွမ်းရောက်တဲ့အဲမှာပါတယ်အဲ့ဒါနည်းနည်းပြန်စင်းစားကြည့်နော်ပြီးတော့မှဒီပုံရမင်းကြီးပြောချင်တဲ့စာချွန်တော်တွေကိုလည်းအကုန်လုံးနားလည်အောင်ပြန်ဖတ်အားလုံးပြန်ဖတ်ကောင်းကောင်းပြန်ဖတ်ကျန်းစာတော်များကိုလည်းအစအဆုံးကောင်းကောင်းလေးပြန်ဖတ်ပြီးတော့မှအကျေတဝင့်နားလည်အောင်ပြန်ကြိုးစား ပြီးတော့ပုပ်ရဟမင်းကြီးဟာလင်တူဆက်ဆန္ဒကို အားပေးတယ်လို့တခູ້မှမပါဘူးတခູ້မှလည်းမပြောရေးလည်းမထည့်ထားဘူးခမရအနာဟောလဲရဲ့လားဟိုလိုချင်တဲ့တကြောင်ကိုပဲယူပြီးတော့မှစိတ်တလို့ဆွဲပြီးတော့မှမလုပ်ပါနဲ့မပြောပါနဲ့အဲ့ဒါဟာတခြားသောသူတွေကိုလိန်လေလှည့်ဖြားပြီးတော့မှမကောင်းတဲ့လမ်းမရောက်အောင်ပို့ဆောင်တာ ဖြစ်တဲ့အတွက်ကြောင့်အပြစ်ဟာခမရပေါ်မှာရောက်လာလိမ့်မယ်ခမရပို့ပြီးတော့မှအပြစ်ကြီးတယ် တတိယတစ်ချက်ကိုကြည့်အောင်ဘုရားရှင်တော်ဘုရားနဲ့စန့်ကျင်ဘက်ဖြစ်တဲ့ Pope Francis ရဲ့နောက်ထပ်သွန်သင်ချက်တစ်ခုကတော့ Todas las religiones son un camino para llegar a Dios. Because every religion is a way to arrive at God. ဘာသာတရားတိုင်းဟာဖယားသခင်ထံကိုရောက်တဲ့အလံဖြစ်တယ်လို့2024ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာ စင်ကာပူနိုင်ငံမှာကျင်းပတဲ့ဘာသာပေါင်းစုံကလူငယ်ကောင်းဆောင်များနဲ့တွေ့ဆုံပွဲမှာပြောကြားခဲ့ပါတယ်။ယေရှုခရစ်တော်ကတော့ယောဟန်အခိုင်၁၄အခန်းငယ်၆မှာအခုလိုမိန့်တော်မူပါတယ်။ငါသည်လမ်းခေးဖြစ်တမတရားလည်းဖြစ်အသက်လည်းဖြစ်ငါကိုအမေမပြုတ်လျင်အဘယ်သူမျှခမဲတော်ထံသို့မရောက်ရ။လူစားတရားဖြင့်ကြွလာတော်မူသောသားတော်ယေရှုခရစ်တော်ကဖယားသ ဘာသာတရားတိုင်းဟာဘုရားသခင်စီတွားတဲ့လမ်းတွေဖြစ်တယ်လို့ပုဗ္ဗဟံမင်းကြီး ပြောတာဘယ်မှာမားလို့လဲအဲ့ဒါကို ခမားက မားတယ်လို့ပြောရလောက်အောင်ခမားဘာသာတစ်ခုပဲဟိုကောင်းကင်နိုင်ငံတွားရလမ်းဖြစ်တယ်ဆိုပြီးတော့မှတခြားသောဘာသာဝင်တွေကိုခမားကကန့်တတ်ခြင်းတယ်ပေါ့ဘုရားတော်မှမကန့်တတ်ထားဘူးဘုရားပြောတာက ူ့ရဲ့သားတော်ယေရှုအားဖြင့်သာကောင်းကင်နိုင်ငံတော်ဝင်နိုင်တယ်လို့ပြောတယ်ဆိုတာသားတော်ယေရှုဖရာဆိုတာလူသားတိုင်းနဲ့သက်ဆိုင်တယ်လေအားလုံးအတွက်ဖြစ်တယ်လေအဲ့ဒါကိုခမရကဘာဘာဖြစ်လို့အဲ့လောက်တော့မှအဆုံးရောက်ပြီးတော့မှငါသာငါဘာသာသာဟိုမန်တယ်ငါငါယုံငါယုံကြည်နေတဲ့ယုံကြည်ခြင်းကသာသခင်ယေရှုကိုပိုင်ရမှာဆိုပြီးတော့မှခမရကအဲ့လိုမြင်တယ်လို့ခမရကမားနေတာလေအဘာပေါ်မှာရှိတဲ့ခရိယံမဟုတ်တဲ့ ဘာသာတွေအားလုံးကဗုဒ္ဓဘာသာအစ္စလာမ်ကအစအကုန်လုံးအကုန်လုံးကမှားနေတယ်ပေါ့ဘယ်သူမှကောင်းကင်နိုင်ငံတော်မရောက်တော့ဘူးပေါ့ဒါဆိုဖခါကပြောတယ်ကောင်းကင်နိုင်ငံတော်မှာခန့်တယ်များကြီးရှိတယ်မလောက်မှမစိုးရင်နဲ့ဟိုပြင်ဆင်ပြီးသားတယ်အများရှိတယ်အဲ့ဒါအလကားဖြစ်တာပေါ့နော်အဲ့ကျန်းစာအဲ့ကျန်းချက်တွေပြီးတော့မှဟိုဖခါကသူ့ရဲ့ဟိုသားသမီးတွေတယောက်ပဲဟိုငရဲသွားမှာကိုမလိုလားဘူးဘယ်သူမှမသွားစီချင်ဘူးဆိုတဲ့ဟာလဲမှားနေတယ်ပေါ့ ဲ့လိုလားရှင်လုကာအခန်းကြီး30အငယ်25 30ဖတ်ကြည့်လိုက် Good Samaritan အကြောင်းလူတိုင်းသိတယ်အဲ့ Good Samaritan အကြောင်းကလည်းဆိုတော့အဲ့ Good Samaritan ကဂျူးလူမျိုးမဟုတ်လေ Samaritan လူမျိုးတခြားလူမျိုးတခြားဘာသာကိုးကွယ်တဲ့သူဆိုတော့သူသူကကယ်တင်မရတော့ဘူးပေါ့ဘုရားကတခင်စုကပြောထားတာ Samaritan လို့လူမျိုးလို့ကျင့်ပါအဓိကကျင့်ဖို့လိုတာနော် ဟိုယုံကြည်ခြင်းရယုံနဲ့ငါစိတ်ကြောချင်းခံပြီးပြီဆိုယုံနဲ့ကောင်းကောင်းကင်နိုင်ငံတော်ရမှာမဟုတ်ဘူးအဲ့ဒါတိဖို့လိုတယ်ဒီပါစတာရမ်းမှာကိုကျွန်တော်ကြည့်ရတာပေါ့နော်အာပုံရမင်းကြီးကိုဒီလိုဝေဖန်တဲ့ကိစ္စကနေပတ်သက်ပြီးတော့မှပဲကျွန်တော်သူ့ကိုတိတာပါအရင်တော့ကတခါမှလည်းမတွေ့ဘူးသူ့မှာကျွန်တော်မြင်တဲ့အချက်၃ချက်ပေါ့လေပရမအချက်ကဆယ်လီဖြစ်ခြင်းတဲ့ယောဂါရှိနေတယ်သူ့မှာ ဆိုတော့ပုတ်ရံမင်းကြီးလို့ကဘာကျော်လူတယောက်ကိုသူကအခုချိန်မှာအရန်ဟော့ဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒီဟာအကြောင်းအဲ့ဒီအကြောင်းအရာကိုသူဝေဖန်တာပဲဖြစ်ခုခုလုပ်မယ်ဆိုရင်အဲ့ဝေဖန်မှုတွေကနေသူနာမည်ကြီးသွားမယ်ဆိုတာအဲ့ဒီအခွင့်ကိုသူကအရန်တိနေတယ်အဲ့ဒါကြောင့်မရမရမကဲအဲ့အကြောင်းအရာကို အခွင့်ရေးကိုယူပြီးတော့မှသူကဆယ်လီ ဖြစ်နိုင်မယ်တင်ပြီးတော့မှ မျောလင့်ပြီးတော့မှသူဒီလိုဝေဖန်တယ်လို့ကျွန်တော်မြင်တယ်။နောက်တစ်ချက်ကသူကအင်မတန်မှအဆွန်းရောက်တဲ့လူလို့ကျွန်တော်မြင်တယ်။အဲ့လိုလူတွေတာကဘာပေါ်မှာပို့ပို့ပြီးတော့မှများလာမယ်ဆိုရင်စစ်ပွဲကတော့ဘယ်လိုမှတားလို့မရတော့ဘူး။ကဘာမြကြီးကပြက်ပြက်စီသွားမှာအဲကြောင့်ဟိုမှာခရစ်တော်ဒီမှာခရစ်တော်ဆိုပြီးတော့မှအများကြီးပေါ်လာလိမ့်မယ်လို့ဘုရားကအရင်ကတည်းကပြောထားခဲ့ပြီးသား အဲ့ဒါလွဲမားတဲ့ prophet တွေလွဲမားစွာတုန်တင်နေတဲ့ဒီနတ်ဆိုးရဲ့အတုံးတော်ခံတဲ့ prophet တွေအများကြီးပေါ်လာလိမ့်မယ်အဲ့လိုလူပဲအဲ့ပါစတာရမ်မာလိုလူတွေပဲဟိုမာခရစ်တော်ဒီမာခရစ်တော်အရန်ကြီးပေါ်ပေါ်လာနေတယ်သူကပဲဘုရားကအော်ဖယားကိုပိုင်သားတလို့လို့သူတယောက်ပဲပိုင်နိုင်တလို့လို့တခြားလူတွေဟောပိုင်ဆိုင်ခွင့်မရှိတော့တလို့လို့တခြားလူတွေအတွက်အခွင့်ရေးမရှိတော့တလို့သူသူတယောက်အတွက်ပဲအခွင့်ရေးရှိရှိတယ် ရှိတလို့လို့ဘာလို့လို့ပြောနေတာဟောနေတာလုပ်နေတာလုံးဝအဆင်မပြေပါဘူးနော်အဲကြောင့်အရန်နဲ့အဆုံးမရောက်ပါနဲ့ဖရားရဲ့ချစ်ချင်းမေတ္တာလူသားတိုင်းအတွက်ဖြစ်ပါတယ်ကဲတင်ချင်းကလူသားတိုင်းအတွက်ဖြစ်တယ်အဆုံးရောက်တဲ့ယောဂါကိုဖြတ်ဖို့လိုအပ်ပါတယ်ပြောနောက်ဆုံးတစ်ချက်ကမနာလိုစိတ်အရန်ကြီးတယ်သူပုံရံမင်းကြီးကို မနာလိုတာပုံရံမင်းကြီးဟာကဘာကြီးနဲ့ချီပြီးတော့ကိုယိုတေး လေးစားခြင်းကိုခံရတဲ့ပုံကိုဖြစ်တယ်။အဲ့ဒါကိုကက်သလစ်တသနာတော်ဟာလူတိုင်းရဲ့ဟိုလေးစားမှုကိုယှနေတယ်ဆိုတဲ့ဟာကို သူကမမြင်ချင်တာမကြားချင်တာတကယ်တော့လေသူရဲ့စိတ်အထဲမှာရှိနေတာဒါအဲ့တော့သူကမနာလိုတာကက်သလစ်တသနာတော်ကိုမနာလိုတာတကယ်တမ်းကျတော့ကက်သလစ်တသနာတော်ကိုတိုက်ခိုက်ပြီးတော့မှထွက်သွားတာနှစ်ပေါင်း၄၀၀ကျော်ကျော်ပဲရှိသေးတယ်ဒီ protestant တွေကလေ နှပေါင်း400 500တချို့ကတော့900ပေါ့နော်ချို့ကတော့400ဒီဝန်ကျင်တော့ပဲရှိပါသေးတယ်အဲ့လောက်ထင်မှနာလို့စိတ်ကကြီးတော့ကိုတော်တော်ကြီးကိုစိတ်မကောင်းဘူးနော်စိတ်မကောင်းဖြစ်မိတယ်မနာလို့စိတ်ကတော်တော်ကြီးတာပဲဒီပါစတိုရမ်မှာပေါ့နော်အဲ့ကျွန်တော်မြင်တဲ့မြင်သုံးခုပေါ့ပရမတ်တစ်ခုကသူက74ဖြစ်ကျင်တဲ့ယောဂါရှိတယ်ပြီးတော့မာနတစ်ခုကအမှန်တမအဆုံးရောက်တယ်နောက်တစ်ခုကတော့ မနာလိုစိတ်တော်တော်ကြီးတယ်။ခန်းစားချက်၃ခုပေါင်းမိလိုက်တဲ့အခါကျတော့မဝေဖန်တဲ့တူကိုသူဝေဖန်တယ်။ဖျားမှလွဲပြီးတော့မှဘသူမှမစီရင်အပ်တဲ့စီရင်ချက်ကိုလည်းသူချနေတယ်။ပြီးတော့မှဖျားပေးတဲ့အခွင့်အရေးတွေဖြစ်တဲ့ချစ်ချင်းမြတ်တာတွေခွင့်လွှတ်ခြင်းတရားတွေကျင်နာခြင်းတွေဒါတွေအားလုံးကိုဒီတခြားတော်သူတွေ ဖြစ်တဲ့ဒီခရိယန်ဘာသာမဟုတ်တဲ့သူတွေပြီးတော့မှ LGBT တွေကိုမရောက်အောင်သူကတားဆီးပိတ်ပင်တဲ့လူတယောက်ဖြစ်တယ်လို့ကျွန်တော်ကမြင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်